မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်တန်တိုင်နောက်ရောက်နေချိန်စစ်တပ်ကိုစစ်လေလောင်းများရွေးကောက်ပွဲအတွက်တန်းစီနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်အုပ်စုဟာအခုနှစ်ကုန်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေချိန်မှာသမရအုပ်ဝင်းနဲ့နိုင်ငံတော်အတိုင်းပေကံပုတ်ကိုဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့လူသိအများဆုံးခေါင်းဆောင်တွေဟာ2020ရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်အမှတ်တွေနဲ့အတူ တန်တိုင်နောက်မှာရောက်နေပေမဲ့စစ်တပ်လက်ဝေကန်းနဲ့သစ္စာခန်းတွေဟာမလို့လက်မမြတာဘူးလို့ပယ်ချခံရတဲ့ရွေးကောက်ပွဲဝင်ဖို့တန်းစီနေတဲ့အစင်းနှစ်စစ်အရာရှိတရဆင်ဟာစစ်တပ်ကြောထောက်နောက်ခံပြုပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP လက်မှတ်နဲ့စစ်အုပ်စုအမကန်ဒေတာနေပြီးတော့နဲ့ရန်ကုန်ကနေရှင်ပြိုင်သွားဖို့အစီအစဉ်နေပါတယ်။အဲ့ဒီစီရင်မှာရန်ကုန်တိုင်းကွန်းချံကုန်းကနေရှင်ပြိုင်မဲ့စစ်အုပ်စုဝင်ကြီးချုပ်ဦးညိုစောနဲ့နေပြီးတော့ကကိုယ်စားလှယ်တောင်းတွေဖြစ်တဲ့ရေးတဲ့အကြီးကဲဟောင်းဦးတင်အောင်ဆန်း ပြန်ကြားရေးဝန်ကြီးဦးမမအောင် USPD ဥက္ကဋ္ဌဦးခင်ရီဒူဥက္ကဋ္ဌလေတက်အကြီးကဲဟာဦးမြတ်ဟိန် USDP နေပြည်တော်တာဝန်ခံဦးလာဆွေ USDP ကိုစလေဟောင်းဦးမောင်မြင့်တို့ပါဝင်ပါတယ်အလုံးဟာပြည်သူလူတော်အတွက်ရှင်ပြိုင်မှဖြစ်ပြီးတစ်ချိန်တည်းမှာပဲအမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီယုံအမှုဆောင်ချုပ်ဦးအောင်လင်းတွေဟာအမျိုးသားလူတော်အတွက်ရှင်ပြိုင်မှဖြစ်ပါတယ် အငိမ့်စားစစ်အရာရှိအများပြားလဲ USDB ကိုဝင်ကြတဲ့မှတ်သားစရာကောင်းတဲ့အမည်တစ်ခုကတော့အငိမ့်စားစစ်ရေးချုပ်ဦးမျိုးစောသိန်းဖြစ်ပြီးဘကိုးတိုင်းကသူ့စာတီပေါက်ခေါင်းမျိုးတွေကနေရှင်းပြိုင်မယ်လို့ USDB နေပြည်တော်တာဝန်ခံဦးလှဆွေကပြောပါတယ်။အယက်သားပါတီတွေလည်းသူတို့ကိုယ်စားလှယ်လောင်းတွေနဲ့ပြင်ဆင်နေတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကောင်းဆောင်ဒေါ်သက်သက်ခိုင်ကရန်ကုန်ကနေရှင်းပြိုင်မှာဖြစ်တယ်လို့အဲ့ဒီပါတီကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်သက်သက်ခိုင်ဟာ2021စစ်အာဏာသိမ်းပြီးစစ်အုပ်စုမှဝင်ကြီးတယောက်ဖြစ်ခဲ့တယ်။နောက်ထပ် NLD လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္နာမင်းကရန်ကုန်လတာမြို့နယ်မှာတတိပုဂ္ဂလအနေနဲ့ရှင်းပြိုင်မှာဖြစ်တယ်။ရှမ်းနဲ့တိုင်းဒေသများဖွံ့ဖြိုးတိုးတက်ရေးပါတီ SNDP ပြည်သူ့ပါတီ PP နဲ့ရှခိုင်ဦးဆောင်ပါတီ AFP အပါအဝင်အခြားပါတီတွေကလည်းကိုယ်စားလှယ်လောင်းတွေအမည်စရင်တင်သွင်းထားတယ်။ တို့ရဲ့ကောင်းဆောင်အတီတီဖြစ်တဲ့ဆိုင်းအောက်ပေါင်ဦးကိုကိုကြီးနဲ့ဒေါက်တာအေးမောင်တို့လည်းဝင်ရောက်ရှိပြိုင်မှာဖြစ်ပါတယ်။စီအိုစုရဲ့ရွေးကောက်ပွဲကော်မရှင် UEC ကကိုစလေလောင်စည်ရင်တွေကိုစီစစ်နေတုံဖြစ်တဲ့ UEC ရဲ့အဆိုအရ USDP အပါအဝင်ပါတီ6ခုကတနင်္ဂနွေလုံးမှာရှင်ပြိုင်မှာဖြစ်ပြီးတခြား52ပါတီကဖီနန်နေတိုင်းအဆင့်မှာရှင်ပြိုင်မယ်လို့သိရတယ်။စီအိုစုဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက် နိုင်ငံအစိပ်ပိုင်းများစွာထိန်းချုပ်မှုမထူထောင်နိုင်ပေမယ့်ရွေးကောက်ပွဲပထမဆင့်ကိုတနင်္ဂနွေလုံးမြို့နယ်300ကျော်အနက်မြို့နယ်102ခုအတွင်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်လို့ကြေညာထားတဲ့ NLD က2029ခုနှစ်မှာတောင်ပြိုကမ်းပြိုအနိုင်ရတာကိုစေအုပ်စုကပယ်ဖြတ်ပြီးခေါင်းဆောင်တွေကိုဖမ်းထားပြီးနောက်ဖျက်သိမ်းထားတဲ့အတွက်အရင်ကနေရအနေငယ်သာအနိုင်ရပူတဲ့ပါတီတွေဟာဒီဇင်ဘာ၊ဇန်နဝါရီရွေးကောက်ပွဲတွေမှာအဓိကရှင်ပြိုင်သူတွေဖြစ်လာတဲ့ရွှေကောက်ခံလွတ်တော်ကိုယ်စားလှယ်145ဦးနဲ့ NLD အဖွဲ့ဝင်2500ဒီပါဟာ တန်တိုင်းတွင်နောက်မှာပဲဆက်လက်ရှိနေတဲ့ NLD ရွေးကောက်ပွဲဝင်ဖို့နောက်ဆုံးအကြိမ်ဖိတ်ပင်ခိုင်ခဲ့ရတဲ့2010ပြည့်နှစ်မှာ USDP အနိုင်ရတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပါတီဟာ2012ကြာဖြတ်ရွေးကောက်ပွဲ2015နဲ့စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီမှာဆီအာနာမသိမီ2020အထွေထွေရွေးကောက်ပွဲတွေမှာအနိုင်ရတယ်။စေကောင်းဆောင်မြေအောင်လိုင်းကရုံကြည်နိုင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ကတိပြုပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုစစ်တပ်ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာစေအုပ်စုကရွေးချယ်တဲ့လိလာသူတွေကစောင့်ကြည့်မှဖြစ်တဲ့ အနောက်တိုင်းအစိုးရတွင်စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေကအဲ့ဒီရွေးကောက်ပွဲတွေဟာမလွတ်လပ်မမျှတာပဲစစ်အုပ်ချုပ်ရေးခိုင်မာအောင်လုပ်တဲ့ရွေးကောက်ပွဲအဖြစ်ပေးချတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကဘယ်ရွေးကောက်ပွဲမဆိုမလုပ်ခင်အကြံဖတ်မှုအရင်ရပ်ရမယ်လို့ပြောပြီးတရုတ်အိန္ဒိယထိုင်းကမ်ဘောဒီးယားရုရှားနဲ့ဘယ်လာရုစ်အပါအဝင်စစ်အုပ်စုရဲ့မဟာမိတ်တွေကစစ်အုပ်စုရဲ့အစီအစဉ်ကိုထောက်ခံကြတယ်။ ရွှေကောက်ပွဲတွေတရားဝင်မှုတစုံတရာရကြရင်စေအုပ်စုဟာအခုအသက်80ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရမယ်လို့အာရကတက်တော် AA အကြီးအကဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသတင်းဌာနနဲ့မကြသေးမီကတွေ့ဆုံမေးမြန်းခန်းမှာပြောပါရယ်ဆက်လက်ပြီးမန္တလေးမှာညာပိုင်းလူငယ်အချို့ပေါ်တာဆွဲခံရတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်မန္တလေးတိုင်းပြည်ကြီးတုံကုန်မြို့နယ်မှာညာချင်းလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေစုဆောင်ဖို့ဖန်စီပေါ်တာဆွဲတာတွေရှိလာတယ်လို့မြို့ကန်အချို့ကပြောပါရယ် ညချိန်သွားလာတဲ့လူငယ်တွေကိုပြစ်မှတ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့နဲ့လက်ဝေကန်ဖြူစောတီအဖွဲ့စစ်ဆေးဖမ်းဆီးတာလို့သိရပါတယ်။အော်တိုဘာလ17ရက်ညပိုင်းကဆိုရင် အသက်20ဝန်းကျင်လူငယ်2ဦးပြည်ကြီးတကွန်မြို့နယ်စမှုတရက်ကွက်မှာပေါ်တာဆွဲခံလိုက်ရတယ်လို့အဲ့ဒီလူငယ်တွေရဲ့မိသားစုနဲ့နှီးဆက်သူတအုပ်ကပြောပါတယ်။ကောင်းလေးနှစ်ယောက်ကမူဘီလမ်းဘေးမှာရပ်နေတာကားပေါ်ကောက်တင်သွားတော့ချက်ချင်းပဲမိဘတွေလိုက်ထုတ်တာမရဘူးလူလူလို့ဖမ်းတာလို့ပြောတယ်လို့မိသားစုနဲ့နှီးဆက်သူကဆိုပါတယ် စစ်မှုရန်အတွက်နှမဲစည်ရင်ပါပြီးရက်ွက်ယုံစီလာရောက်တာမရှိတဲ့သူတွေနဲ့နေအိမ်တွေကိုလည်းစစ်တပ်အုပ်ချုပ်ရေးအဖွဲ့နဲ့ဖြူစောတိတွေကအေစည်ရင်အချောင်းပြပြီးဝင်ရောက်ချောက်ဖွေတာတွေလည်းရှိနေပါတယ်။ဒါကြောင့်စစ်မှုရန်စည်ရင်ပါသူလူငယ်တွေဟာနေအိမ်ကနေအဝေးကိုသွားရောက်တိမ်းရှောင်နေထိုင်နေရတယ်လို့မန္တလေးမြို့ကအချို့ကအတည်ပြုပါတယ်။အာနာသိန်းစစ်ကောင်စီဟာစစ်မှုရန်အဖက်စင်တစ်ခုကိုလူ9000လုံးခေါ်ယူမယ်လို့ကြေညာထားတာပါ။ ပြီးခဲ့တဲ့စက်တင်ဘာ15ရက်မှာအဖက်စင်16ကိုစတင်ထားပါတယ်။အဖက်စင်15အထိတင်းနှန်းစင်ထားပြီဖြစ်တဲ့အတွက်စစ်ကောင်စီတပ်အတွက်မြေပြင်တိုက်ခိုက်ရေးအင်အား9500ရရှိထားပြီလို့အကြံပြင်ခံမှန်းရပါတယ်။စစ်မှုထမ်းတင်းနှန်းစင်တွေကိုစစ်ကောင်စီတပ်ကတော်လန်ရေးအဖွဲ့တွေနဲ့ထိထိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းနေရာတွေစီစစ်လွတ်နေပြီးတိုက်ပွဲကြသူတွေရှိသလိုလက်နက်ချအလင်းဝင်လာသူတွေလည်းရှိနေပါတယ်။ ဆက်လက်ပြီးနန်းဆန်ကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံပုံချဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနန်းဆန်မြို့ကိုဒီနေ့အောက်တိုဘာ23ရက်နေ့ဝန်လွယ်ပိုင်းတနအိခန့်မှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။နတ်ဆန်မျိုးနဲ့ကရာကြီးကြီးရွာကိုဂျက်ဖိုက်တာနဲ့ပုံကျဲသွားတာဖြစ်ပြီးအသေးစိတ်အခြေအနေကိုထပ်မံအသိပေးမယ်လို့ TNL ကကနေဦးသတင်းထုတ်ပြန်ထားပါတယ်။နတ်ဆန်မျိုးနဲ့ဟာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်နေ့ကကြောင်မဲမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း DNL ထိန်းချုပ်မြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကားနှိမ့်စင်တိုက်ခိုက်နေပါတယ်။အောက်တိုဘာ၄ရက်နေ့နေ့လယ်ကလည်းနန်းဆန်မြို့နယ်ဇဲတုံခုံကျေးရွာကိုစစ်ကောင်စီကလေကြောင်းကားနှိမ့်ပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးနှစ်ဦးသေဆုံးပြီးကလေးချောက်ဦးအပါအဝင်၉ဦးဒဏ်ရာရခဲ့ပါတယ်။ DNL ဟာ2023ခုနှစ်အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရေးတွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမျိုး၊တီဘော၊နတ်ဆန်၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမတူ၊ကိုခိုင်၊နောင်ချို၊နှန့်ခမ်း၊မိုင်းငေါမျိုးနဲ့မန္တလေးတိုင်းကမိုးကုတ်မျိုးတို့ကိုသိမ်းယူခဲ့တာပါ။အောက်တိုဘာ1ရက်ကနေဒီနေ့အောက်တိုဘာ23ရက်အတွင်းမိုးကုတ်၊ကြောင်မဲ၊နမတူ၊မန်တုံ၊နတ်ဆန်၊မိုးမိတ်၊မိုင်းလုံ၊တီဘောမျိုးတွေကိုစစ်ကောင်စီကပုံကျဲလို့အရက်သား28ဦးထပ်မံတည်ဆုံခဲ့ပါတယ်။ ဆက်လက်ပြီးကြောင်မဲမှာ SSPP စက္ကန့်အချို့စစ်ကောင်စီဖဲခိုင်းလို့နှစ်ဖက်တိုက်ပွဲဖြစ်ဟုရှမ်းသတင်းရင်းမြစ်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းမြောက်ကကြောင်မဲမြို့နယ်အတွင်းမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကင်းစက္ကန့်အချို့ကိုစစ်ကောင်စီတပ်ကဖဲခိုင်းရမှာအစပြုပြီးနှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှမ်းသတင်းရင်းမြစ်တအူကပြောပါတယ်။ တောင်တက်မတော် TNL သိမ်းပိုက်ထားတဲ့ချောင်းမဲမြို့နယ်ကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်ပြီးနောက်အော်တိုဘာလ17ရက်တွင် SSPP တပ်စခန်းအနီးလေးချောင်းဖုံးကျဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နဲ့အတူအခုလိုတိုက်ပွဲဖြစ်ပွားမှုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ဆောင်မဲဘက်မှာထိတွေ့မှုဖြစ်တယ်ပဲပြောရမှာပေါ့စစ်တပ်က SSPP ကကင်းစခန်းတွေကိုနေရာလာရွှေ့ခိုင်းရတာနေပြစ်ကြတာလို့ရှမ်းသတင်းရင်းမြစ်ကပြောပါတယ် တိုက်ပွဲဖြစ်ပွားမှုနေရာဒေသနှင့်တိုက်ပွဲဖြစ်ပွားချိန်အပအဝင်အသေးစိတ်အခြေအနေတွေကိုမေးမြန်းဖို့ SSPB ပြောရေးဆိုခွင့်ရှိသူအချို့ကိုယနေ့အောက်တိုဘာ23ရက်မှာဆက်သွယ်ထားဆဲဖြစ်ပါတယ်။ SSPB ကတိုက်ပွဲဖြစ်ပွားမှုသတင်းထုတ်ပြန်ထားတာမရှိပေမယ့်အောက်တိုဘာ17ရက်မှာကြောင်မဲမြို့နယ်က SSPB တပ်စခန်းအနီးစစ်ကောင်စီလေကြောင်းဖုံးကျဲလို့တပ်စခန်းခြံစည်းရိုးထိမှန်မှုရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ SSPB ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ရှမ်းလက်နက်ကင်တပ်ဖြစ်ပါတယ်။ SSPB ကနှကူကလေးကမှစစ်မတိုက်ချင်တာအခုကသူ့နေမြီလာထီလို့ပြန်ချတဲ့သဘောစစ်တပ်ကလည်းရမလားဆိုပြီးအကဲဆန်းပေမဲ့ရန်သူတစ်တော့မွေးချင်ပုံမရပါဘူးခဏနဲ့ပြန်ငြိမ်သွားကြမယ့်သဘောရှိတယ်လို့ရှမ်းသတင်းရင်းမြစ်ကပြောပါတယ်